စကိုင်းတောင်ရိုးအထိခိုက်များပြီးကျောင်းနေတန်ကတော့တီလာရှင်ဆရာလေးတွေနေထိုင်ရေးခက်ခဲနေပါတယ်။ဟန်နာသတင်းပြပို့ထားပါတယ်ရှင်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အပြင်းကလင်ကြောင့်စကိုင်းတောင်ရိုးရှိစာတင်တိုက်ကြီးတွေတတနိကအဆောက်အုံတွေပြိုကျပစ္စည်းခဲ့တယ်လို့အဲ့ဒီမှာမိခုံနေကြတဲ့စာတင်သားရဟန်းတန်ကတော်တွေနဲ့တီလာရှင်တွေလည်းပြန်လွန်တော်မူပြီးရက်သားတချို့လည်းထိခိုက်တိုက်ဆုံခဲ့တာပါ။စကိုင်းမြို့မေတ္တာဝါဒအကြောင်းတိုက်ဆရာတော်က စကိုင်းတောင်ရုံးမှာပြန်လွန်တော်မူတဲ့တန်ဃာတော်တွေရဲ့အခြေအနေကိုအခုချိန်ထိခံမှန်းလို့မရသေးဘူးလို့မိန့်ကြပါဗျ။ဒီကတော့ငလင်ကျော်လို့လည်းပြောမှာပေါ့လေ။ငလင်ကျော်လို့ပြောတော့ဆိုလည်းတန်ဃာတော့အခုချိန်ထိမှန်းလို့မရသေးဘူးနော်။မှန်းလို့မရသေးတဲ့အချိန်မှာဦးဇင်းတို့အများစုပြည့်စုံမှုကတော့စကိုင်းတောင်ရုံးပါလေ။အဓိကဖြစ်တာကတော့ဒီစကိုင်းတရားပေါ့နော်။စကိုင်းတရားစကိုင်းတရားကျိုးသည့်အတွက်သွားလဲဦးလာလို့လာလို့မရသေးဘူး။သူတို့ကယ်ဆယ်လို့မရလို့အခုချိန်ထိတော့ထုတ်လို့မရသေးတာပေါ့နော်။အဲ့တော့ဦးဇင်းတို့ကဟိုကဒီမှာဆိုဒိုင်ဆိုတဲ့ညာကြ စကိုင်းမြို့နီသူ စကိုင်းတောင်ရိုးရှိတတငိကအဆောက်အဦရီမှာလည်းကုညီကေဆေရီတွေနှုတ်ကြနေပြီးအသက်ရှင်ကြရင်တူမရှိတလို့ဖြစ်လာပါတယ်လက်တလုံးတကြမိသားစားတင်တိုက်မှာကေဆေရီလောက်သားသူဦးကကေဆေရီမပြေဆုံးလို့တိလရှင်ဆရာလေးတပါပြန်လွန်တော်မူသွားတဲ့အခြေအနေကိုပြောပြပါတယ်ဟုတ်တယ်။အလားတူတယ်။ဟိုမှာမနေ့ကဆိုလို့ဆိုအဲ့ဒီဟိုဖြူလေးအေးဟောလေးဥစားဖြူလေးတွေ့လား။အဲ့ဒီအောက်ကောက်ဝင်သွားလို့ဆိုမနေ့ကမနေ့က3:55မှာဆုံးလာတော့ဗျာ။ဆရာလေးတပါ ပုံရလောက်တောက်ခံရတယ်ပြောလဲလုတာပဲဟိုဝိကတာအများနေလို့ဒါတွေအကုန်တက်ချာကလေးတွေလည်းအကုန်ဆွဲချာနည်းတော့လိုက်ဆက်တာဆုံးသွားတာဆုံးသွားတော့ကျွန်တော်လည်းခဏ break လုပ်ပြီးတော့လာလာကျန်သေးချင်ရတော့ကြည့်ရမယ်ဆိုရင်ပြောရမှာဟိုပါပေါ့အသက်ရှင်ရတဲ့ကတော့မလွဲတော့အဲဒီ body တွေဆွဲထုတ်အဲ့ဒီအစီရရှင်ဒီလောက်ပဲပါခင်ဗျအဲ့တရှင်ရမှာတော့အခုပဲဟိုဆက်ဟိုတီတူဆရာတို့လည်းပတ်ပြီးတော့ ပြန်လာတာဟိုအသက်ရှင်ဟိုအကုန်လုံးဥစားပြီးအသက်ရှင်ဒီဥစားပြီးကဲမယ်ဆိုပြီးတော့ဒီမှာအသက်ရှင်နေတော့ဒီမှာဥစားပြီးကဲမယ်ဆိုပြီးတော့အကုန်ဝိုင်းလောက်တာလက်မရှင်တော့ဟိုလက်မရှင်တော့ဘူးဆိုတော့ညားတဲ့နေရာပေါ့နော်တက်ပေါ်ကြီးညားတဲ့နေရာဥစားပြီးခုကပြင်တယ်လက်တလုံးကလင်းတန်းကြောင့်စကိုင်းတောင်ရိုးရှိစတင်တိုက်တတော်များများထိခိုက်ပစ္စည်းတွားတဲ့အတွက်ကျောင်းတိုင်နေတိလရှင်ဆရာလေးတွေကိုပြန်လွတ်နေရပြီးနေထိုင်ဖို့အခက်အခဲတွေလည်းရှိနေပါသေးတယ် စကိုင်းတောင်ရိုးပေါ်ရှိစကိုင်းကြောက်တာရေခါလန်းပေါ်ကတိလရှင်စာတင်တိုက်ကဆရာကြီးတပါးကတော့အကြောင်းပြုကြပြီးတဲ့နောက်စာဝတ်နေရေးအတွက်ခက်ခဲလာတယ်လို့ပြောပါတယ်ဆရာလေးတို့ယူဟာပဲဆရာလေးဟုံဟုံလင်းကလည်းဆရာလေးတို့ကခုမှကြောင်းမတက်လို့မတည်တယ်မလို့ခဏနေကြတာဆယ်နှစ်ဆယ်တည်းတစ်ဆယ်ကိုတစ်ဆယ်ကိုတော့ပါတယ်အခုကအချီလေးတွေကခေါ်ထားလို့ပေါ်ဆရာလေးတို့အငငယ်တွေကပြန်တယ်တရမတချို့ကြောင်းပိတ်လို့မှာကို ကျွန်းတင်ကိုတတ်တတ်ပို့ထားနေတဲ့တရားစခန်းတော်တော်တော်တည်ရပါဘူး။ဟုတ်တယ်ဟုတ်ကဲ့။အခုဆိုနေစရာထင်စရာမရှိစားရတော့ရေးကလည်းစင်မပြေတဲ့နဲ့အဲဆိုလို့ကျွန်းမဒီမှာဟုတ်တယ်။ရမဝတီမှာတီတီဆောင်ကတီဆောင်ကတော့ပေါ့နော်။ဟောတီဆောင်လာခို့လို့တဲ့အဒီခို့ရတယ်တဲ့။ဟုတ်အပြင်းကလင်းကြောင့်စကိုင်းနဲ့မင်းဝန်တောင်ယိုးကဘုံတော်ကြီးနဲ့တလရှင်ချောင်းပေါင်း2000ကျော်ထိခိုက်ပျက်စီးခဲ့ရလို့အပြည့်ပြည့်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာက ထုတ်ပြန်ထားပါတယ်။ဂျမဟနာပါ။